အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပိတ်သက်တွေအားလုံးမင်္ဂလာပါမနေ့ညတုန်းကလည်းဥရောပ Champion League ပွဲစဉ်တွေမှာကျွန်တော်တို့ပိတ်သက်တွေစိတ်ဝင်စားစရာအများကြီးရှိခဲ့ပြီးတော့ English Club တွေကတော့နောက်ထပ်ရလက်ကောင်းကိုပိုင်ဆိုင်ခဲ့ကြတယ် နေ့ညတော့ကချက်စီကသူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ Stanford Bridge မှာ IS နဲ့ကန်တယ်။ဒီနေ့ပွဲမှာတော့ချက်စီအသင်းကဘယ်လိုပြောမလဲညာနောက်ခံလူနေရာမှာခိုက်စီတို့ကိုအသုံးပြုခဲ့ပြီးတော့အပြောင်းလဲအချို့ကိုပြုလုပ်ခဲ့တယ်။တိုက်စစ်ကတော့ကြောက်ဖတ်တို့ပွဲပယ်ခံထားလို့လူငယ်စားမမာကီကို ထားပြီးတော့ဒါဒါ Frequento Bonatito ကို Jimmy Kindes နဲ့ထားတယ်နောက်ညာတောက်ဘက်မှာ Estevez ကိုထားပြီးတော့မှဒါကိုသမားဆိုရင် Philip Jokins ထားခဲ့ပြီးတော့ဒါ Fofana ရဲ့ Tosin Adebayo ရဲ့ Hatu ရဲ့ကစားခဲ့တယ် Chelsea တင်းကအပြောင်းလဲတွေအများကြီးလုပ်ခဲ့ပြီးတော့ IS ကိုရင်ဆိုင်ခဲ့တဲ့ Hiding ကအတင်းကဒီနေ့ပွဲမှာစောစောစီးစီးလူထုတ်ခံလိုက်ရတာကလည်းဒီပွဲရဲ့အထူးကအပြည့်ပြတ်သားသားဖြစ်သွားတယ်။ Chelsea က ဒါဘယ်လိုပြောမလဲဒီပွဲကိုဒါဆော့ဆော့စီစီကိုတယောက်အตาရသွားတယ်ပွဲစား15မိနစ်မှာပဲဒါခန်နီထေလာကတိုက်ရိုက်အင်ဒီနဲ့ဗီရပြန်ကြည့်ပြီးထုတ်ခံလိုက်ရတဲ့အချိန်ကစလို့ ဒီပွဲကချက်စီအတွက်ဖြစ်သွားတယ်ချက်စီကတပွဲလုံးကိုအေးအေးဆေးဆေးနဲ့ပဲထိန်းချုပ်သွားတယ် chance after chance တွေကို create လုပ်သွားတယ်အဲ့နောက်ဆက်တွဲမှာချက်စီကဒီနေ့ပွဲမှာ HG ကြောင့်မှာ3.54အင်ကွင်းလည်းဖြစ်တယ်ပြိုင်ဘက်ကတယောက်တယောက်ထုတ်ခံထားရတဲ့အချိန်မှာချက်စီတွက်ကလွယ်လွယ်ကူကူဖြစ်သွားတယ်ဆိုတော့သူတို့ပထမပွဲစဉ်မှာ Bayern Munich ကိုရှုံးတယ်ဒုတိယပွဲစဉ်မှာ Benfica ကိုနိုင်ပေမဲ့ဒီနေ့ပွဲကတော့သူတို့အတွက်ဂျင်းနဲ့ဆရာကူစကို ကိုစကိုကိုလည်းရရှိခဲ့တယ်ဒီနေ့ပွဲမှာဒါဒီလူစားဝင်ကစားပြီးတော့ဒါဥဆောင်ပြီးတိုက်စစ်ကိုဥဆောင်ွယ်ရတဲ့မာကီကအဖွင့်ကိုကိုဝက်စလီဖိုဖာနာရဲ့ဖန်တီမှုကနေဥဆောင်ကိုရခဲ့ပြီးတော့မှာ ဝိုက်ဆက်ခိုင်စီတို့ကတော့ဒုတိယဂိုးကို29မှာတွင်းတယ်။ဒါ getting slay ဒီဒီ chessy မှာ pressure တွေချားကနေလုံးဝကိုသူဘယ်လိုပြောမလဲ။ကိုသွင်းမှုဖန်တီးမှုဘာမှမလုပ်နိုင်တဲ့အချိန်မှာဒီနေ့ဘွဲတကိုးဖန်တီးပြီးတော့ဝိုက်ဆက်ခိုင်စီတို့ကတော့သူ့ရဲ့အကောင်းဆုံးပုံကိုဆက်ထိန်ထားတယ်။နောက်ပထမပိုင်းပြီးကန်ဒီမှာ chessy ဘက်က penalty ပြန်ပေးခံလိုက်ရပြီးတော့ vic vocus ကတွင်းတယ်။ vic vic vocus က အရင် Manchester United ကစားမဟောင်း PSV Eindhoven မှာလည်းကစားခဲ့တယ်။ Netherlands Lewis ကစားမဖြစ်ပြီးတော့သူကပနတီကပြန်ချေခဲ့ပေမဲ့ Chelsea ကပထမပိုင်းပြီးကန်ပြီးပါပဲပနတီနှလုံးဆက်ရတယ်။တလုံးက Anzo Fernandez က45မိနစ်မှာသွင်းပြီးတော့နောက်တလုံးကတော့ပထမပိုင်းပြီးတဲ့အချိန်ပိုမှာပဲနောက်ထပ်ပနတီကိုလူငယ်ကစားမ Esteve ကကန်သွင်းပြီးတော့ပထမပိုင်းမှာဒီ Chelsea က လေးကိုတကိုးနဲ့နိုင်ခဲ့တယ်နောက်ဒုတိယပိုင်းမှာ Chelsea ကအပြောင်းလဲနေတဲ့ဒန်ယာကအချိန်ဒန်ယာကနားထားတဲ့ Anzu Fernandez ကိုထုတ်ပြီးတော့ Santos နဲ့လဲတယ် Marquinhos မှာ Tyre Church ကိုဝင်ပြီးတော့ Triple Chalupa ကထိုးစင်နေရာမှာနေတယ်48မိနစ်မှာလူစားဝင်လာတဲ့ဒါ Triple Chalupa ဒီ Tyre Church က2မိနစ်အတွင်းဥဆောင်ကိုထပ်သွင်းခဲ့ပြီးတော့မှနောက်ပိုင်းမှာ Chelsea ကအပြောင်းလဲပေါ့လေဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ရှိရင် Chelsea comfortable ဖြစ်တယ် ွယ်လွယ်ကူကိုပြတ်နိုင်တယ်ဒါပေမဲ့အဓိကတော့ IS လူထုတ်ခံရတာလည်းပါတယ်နောက်တစ်ခုက Chelsea ကိုတိုင်လည်းဒါဘယ်လိုပြောမလဲတကယ်ကိုအရေးပါတယ်နိုင်ပွဲလိုအပ်နေတဲ့အချိန်မှာဒါအဆုံးသတ်မှာပဲဒါဘယ်လိုပြောမလဲဒါလုံးဝကိုခြေစွမ်းပြသွားတယ်အခုလက်ရှိမှာဒါဒီမာကီဆိုတဲ့လူငယ်ချာတိတ်လေးကအမ်ဘပေတို့ဟာလန်တို့နဲ့အတူမတူညီတဲ့ကလပ်သင်းနှစ်သင်းမှာချန်ပီယံလိသွင်းကိုရယူနိုင်ခဲ့ပြီးတော့ဒီချာတိတ်လေးကတော့ဘယ်လိုပြောမလဲသူ့ဘွားရဲ့နောက်ထပ် record breaking မှတ်တမ်းတစ်ခုရယူခဲ့တယ်ချက်စီကတော့အခုဒီနေ့ပွဲမှာဒါဘယ်လိုပြောမလဲ Jimmy Cattins ရဲ့ဖြတ်တင်ဘောတွေကတော်တော်လေးကျဉ်းနှက်စရာကောင်းတဲ့ဖြတ်တင်မှုတွေတော်တော်များများတွေ့ရပြီးတော့ချက်စီကဒါထုံးစံတိုင်းပေါ့လေဒါအဆုံးတက်မှာပဲဒါသူကပုံမှန်အဖြစ်ကသူနီနီမနေဟိုဘက်ကနေသွားဒီနေ့ကကျတော့ဟိုဘက်ကနေသွားတယ်ဆိုတော့ငါးကိုတကူအဓိကတယောက်ယော့သွားတာလဲပါတယ်ဒါတယောက်ယော့သွားတဲ့အချိန်မှာစိတ်ကြိုက်ကစားသွားခဲ့တယ်ဆော့ဆော့စီစီတယောက်ထုတ်ခံလိုက်ပါတယ်ဆိုတော့ချက်စီကအခု၃ပွဲကစားတာ၂ပွဲနိုင် 6မှတ်ရပြီးတော့တပွဲရှုံးတယ်သူတို့ဘိုင်ယန်ကိုပဲရှုံးထားတယ်ဘာဖြစ်ဖြစ်အန်ဇိုမာရစ်ကအသင်းကအခုသူတို့ရဲ့ Champions League ပြန်လာတဲ့ campaign မှာစွမ်းဆောင်ရည်ကောင်းပြသထားတယ်ဆိုတော့တခုပဲဒါဒီနေ့ပွဲမှာ Joao Petrulo ပါလို့ပါရင်ဒီနေ့မှာကဂိုးရတယ်ဘာလို့ဆိုတော့ဒါဒီနေ့ပွဲကတယောက်ရောနေတဲ့အချိန်ဆိုတော့အချိန်မွေးကအပြောင်းလဲပဲဖြစ်သွားတယ်ဆိုတော့ Anzo Mariska အသင်းမှာအခုလောလောဆယ်နေထားရတော့ Kaiseido က on fire ဖြစ်တယ်ဒီနေ့ဆိုရင်ခိုင်ဆေးတို့က right back position ကစားတယ်သူကဘယ်နေရာကစားစားရတယ်ဗျဒါဘယ်နေရာကစားစားရတယ်စကားလိုအပ်ရင် right back ကစားပြီးတော့ position အတိုင်းပဲဘာပဲဖြစ်ဖြစ် Chelsea အတွက်ဂျင်းနဲ့ဆရာရလက်5-1ဆိုတဲ့ရိုက်လက်ပွဲမစခဲ့တော့ hiking ကဘာပြောလဲဆိုတော့1.4 billion ရှိတဲ့ squad နဲ့သူတို့အသင်းနဲ့ဘာကွာချားလဲဘာညာလဲအဲ့ပတ်စံတွေကဘလုံးကန်လို့ရလားနဲ့သူကတော့နည်းနည်းလေးလေးကျေတာပေါ့လေဆိုတော့အဆုံးသက်မှာ IS ကတယောက်ယွန်းနဲ့အစိုးကြီး ထွက်ခံရတဲ့ကတာလည်းပါတယ်ဒါပေမဲ့ Chelsea ကအဲ့အခွင့်အရေးကိုအသုံးချပြီးအိမ်ကွေးမှာ Stamford Bridge မှာပဲ5-1နဲ့ဂိုးပြတ်နိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်